တဆယ်နှစ်ဆက်ကုန်စစ်စင်ရေးစီမံချက်တွေနဲ့အတူတော်လှန်ရေးအောင်ပွဲရောက်တဲ့အထိညီနောင်မဟာမိတ်စိတ်ဓာတ်နဲ့စီလုံးညီညွတ်ကြမယ်လို့ကိုကန်တက် MNDAA နဲ့တအန်းတက် TNLA တို့ကအရခတတ်တော် AAC ပေးပို့တဲ့သဝန်လာမှာဖော်ပြထားပါတယ်။ April 10ရက်ဒီနေ့ကြာရောက်တဲ့ AA ဖွဲ့စည်းတည်ထောင်မှု16နှစ်ပြည့်မြောက်နှစ်ပတ်လည်စီ TNLA နဲ့ MNDAA တို့ကပူးတွဲသဝန်လာပေးပို့ခဲ့တာပါ။အရခတို့ရဲ့နိုင်ငံရေးရှိမှန်းချက်ဟာရခိုင်သားတို့ရဲ့လက်ထဲကိုမကြခင်အချိန်မှာ မလွဲမသွေရောက်တော့မယ်လို့လည်းပြောထားပါတယ်။ပြီးတော့တဆယ်နှစ်ဆက်ခွန်စစ်စင်ရေးဟာမြန်မာပြည်လက်နက်ကင်တော်လှန်ရေးရဲ့အာဏာရှင်တိုက်ဖြတ်ရေးအတွက်အကောင်းဆုံးအစပြုစစ်စင်ရေးဖြစ်လာခဲ့ပြီးတော်လှန်ပြည်သူတွေအားလုံးရဲ့ထောက်ခံမှုနဲ့အတူပန်းထိုင်ကိုအရောက်လှမ်းနိုင်မဲ့ခြေလှမ်းတွေဖြစ်တယ်လို့ဆိုပါတယ်။မန္တလေး PDF ကလည်းတဝန်လှပေးပို့ခဲ့ရမှာ တိုင်းပြည်နဲ့ပြည်သူလူထုကိုစိုးကြောတန်တရာအတွင်းချိန်ဖန်များစွာကြာရောက်စေခဲ့တဲ့ဘုံရသူတွေကိုအပိတိုင်ခြုံငင်ရေချိုးပန့်ကြရမှာလက်တွဲညီညီနဲ့ဆက်လက်တိုက်ပွဲဝင်နိုင်မယ်လို့ယုံကြည်ကြောင်းလည်းဖော်ပြထားပါရှင်။